ခုမင်းအောင်လိုင်းတို့ဘုံကျင်းနေဒီကာလပတ်လို့အဲ့ဒီစစ်စစ်သားတွေကိုပါပြောကြတာစစ်ပုံစုံတွေကိုပါကျွန်တော်ပြောကြတာခင်ဗျားတို့ရဲ့မျိုးရိုးတွေခင်ဗျားတို့ရဲ့မျိုးတွေမြစ်တွေအားလုံးလုံးကြုံဖြစ်မှာဟုတ်ကျွန်တော်တို့ကအရင်ကနောက်อืมအိမ်ဆိုင်မရှင်းပြနေထင်ကျင်သလိုထင်ဘီနဲ့ဘုံကျင်းဟာကလိငယ်ဒါဘုံစစ်ခွေးတစ်တိုက်ကမကျဲပါဘူးကလိကကြစ်ချာ ဟုတ်တယ်ခွေးကစီးစားမယ်အဲ့ဒါမှနေတဲ့သုံးဆန်သုံးတန်းဆောင်ဘလူးနော်အဲ့ဒီကောင်နေကြက်ကြက်တင်းချောင်းနေ့ဖေကစိတ်ဖောက်ပြန်တော့မှတန်းရွှေသေးမယ်မင်းအောင်နိုင်စိတ်ဖောက်ပြန်မယ်လို့ဒဲရေးထားပြီးသားအဲ့ဒီပို့ဝင်ကြည့်ဟာလာအားလုံးမဲမင်္ဂလာပါ MZ ဘာမီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျပထမဆုံးတင်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးကတော့ဘေးရင်ဆရာမဟောထားတယ်ဒီ2025အကုန်မှာတန်းရွှေရ ်ဖေးမယ်မင်းအောင်လိုင်းကယူးမယ်မင်းအောင်လိုက်ကြက်မပြည့်ဖြစ်မှာနော်တခါတည်းကြိုပြောလိုက်ပြီးသားနော်အဲ2024ဦးငန်းခေါ်ထားတာအခုမှခေါ်တာမဟုတ်မင်းအောင်လိုက်စိတ်ဖောက်ပြန်မယ်လို့ပြောထားပြီးသားနော်ဆရာမရဲ့ဒီတစ်တော်အောက်ထိတ်မှာစာရွက်အဖြူလေးနဲ့တင်ပေးထားတယ်တန်းရွှေတင်မယ်မင်းအောင်လိုက်စိတ်ဖောက်ပြန်မယ်လို့ဒဲရေးထားပြီးသားအဲ့ဒီပို့ဝင်ကြည့်ဒီတစ်တော်အောက်နော်ဒီအောက်ရဲ့ပင်မမှာတွဲထားတယ်နော်စာရွက်အဖြူလေးနဲ့တန်းရွှေတင်မယ်မင်းအောင်လိုက်စိတ်ဖောက်ပြန်မယ်လို့ကြိုဟောပြီးသား2024ဦးငန်းခေါ်ထားပြီးသား နော်အဲ့ဒီမှာဝင်ကြည့်မရောင်လိုက်စိတ်ဖောက်တော့မှာနော်အေးစိတ်ဖောက်လို့ကတော့ဘောမာတွေနေလို့အကြော်ခံရတော့မှာနော်အနာမအနာမနေတာစိုးဝင်းလို့ပါလို့နော်တရောင်းစားတက်တက်စိုးဝင်းရယ်စိတ်ဖောက်ပြန်ပြီးတော့သူတို့အုံစုတစုလုံးကိုကိုကိုဖြစ်လိုက်စမ်းပါလားဗျာကျွန်တော်တို့လိုချင်တာလည်းအဲ့ဒါပဲနောက်ခုမဲမဲနဲ့အကောင်တကောင်ရှိပါတယ်ဗာလဲဗာလဲအကြကြအကြကြဆိုအင်းငါလည်းမေ့သွားပါဗာမဲလုံးကောင်နေမဲ့ဗာလဲအကြကြအကြကြဆိုတဲ့ကောင်လေဟမ်ဟမ်အေးအဲ့ဇော်မဲလုံး စောမဲလုံးမဘူးလေသူ့ငါနာမည်ပေးထားတာရှိတယ်နေဘာလဲငါသူ့ဆိုသူ့ငါနာမည်ပေးထားတာရှိပါတယ်နေပါဘုရားကောင်းဘူးအေးတုတ်တန်ဆောင်ဘလူးတုတ်တန်ဆောင်ဘလူးအော်အေးမှာနေတဲ့တုတ်ဆန်တုတ်တန်ဆောင်ဘလူးเนาะအဲ့ဒီကောင်းနေကြက်ကြက်တကြီးစားနေဖေရစိတ်ဖောက်ပြန်တော့မှာเนาะနေဖေစိတ်ဖောက်ပြန်စိတ်ဖောက်ပြန်ရင်နေကိုရင်ဆုံးဂုတ်ချိုးစားမှာကြားလားเนาะမင်းအွန်လိုင်းစိတ်ဖောက်ပြန်ပြီဆိုတာနဲ့ဇော်မဲလုံးကဂုတ်ချိုးစားခံရမှာเนาะတထောင်စားကြီးโอเค ဟုတ်ဟုတ်မဟုတ်ဟုတ်အခုလိုမျိုးလေးကြားအိမ်ကိုကျွန်တော်တို့ကြီးဝမ်းတာတယ်ဗျာစိတ်ချမ်းတာတယ်ဟိုတကယ်ဖြစ်နေစမ်းပါလားဗျာကျွန်တော်တို့ကြည်နေတဲ့ဇွန်ဘီကားတွေလူဒါတော့ဆရာလူမြတ်ကျော်ပြောထားတယ်ကျွန်တော်တို့အတွက်ခွန်အားဖြစ်စေမယ်တော်လိုင်းရဲ့အတွက်ခွန်အားရှိစေမယ်မရှင်းပြနဲ့ဘာလို့မှမရှင်းပြနဲ့ကိုယုံကြည်ရာကိုဆက်ချောက်ဟုတ်ပြီအောင်ပွဲကိုစာလောင်ယူတော့ဒီတိုက်ပွဲကိုယုံကြည်ချက်နဲ့ရှေ့ဆက်တိုက်ယုံကြည်ချက်အတိကပဲဘီရင်နဲ့ဘုံကျဲတယ်ဟာ ကလင်းငယ်တွေတည်တယ်။ဒါကိုစစ်ခွေးတစ်တိုက်ကမကျဲပါဘူးကလင်းကကြည့်ချာ။ဟုတ်တယ်။ခွေးကရှီးစားမယ်။ဟောင်းဒါပဲ။နွားကတော့ဘုတ်အဲအုံးပါပဲ။ဟွန်းအဲ့တော့ခွေးချီးစားနေရသိမထူကြပါဘူးခယူဆိုင်ဆရာမလို့ကျွန်တော်တို့ကျွန်တော်တို့ကအာယုံလာနောက်နေရဟွန်းဒိန်းဆိုင်နေမရှင်းပြနေထင်ကျင်သလိုထင်ဟွန်းကျွန်တော်တို့ယုံကြည်ချက်နေပဲအောင်ဝဲကိုစားလို့ချက်စစ်ကိုနိုင်အောင်တိုက်ချက် ဒါပဲဆရာကြီးစစ်နိုင်မှတမိုင်းရေးထိုးနိုင်ပါဗျာစစ်နိုင်မှပြည်သူလူထုကိုကာကွယ်နိုင်မှာဟွန်းစစ်နိုင်မှာပဲကျွန်တော်တို့တိုင်းနာကတ်လားဟုတ်တာအဲ့တော့ခွေးကြီးဟောင်းကြီးချီးစားနေတာဂယုဆိုင်ရှင်းနော်ရှင်းနော်ဘောမာတွေကျွန်တော်တို့ကြီး ဒီပွဲကြီးနိုင်မှာကျွန်တော်တို့ပြည်သူလူထုတွေအရင်လိုငြိမ်းချမ်းတဲ့ဘဝတွေကိုရမှာအရင်လိုပျော်ရွှင်တဲ့ဘဝတွေကိုရရမှာဖြစ်တဲ့အတွက်ဘယ်ခွေးဟောင်းဟောင်းကျွန်တော်တို့ထားကြည့်စရာအကြောင်းမရှိဘူးဗျာသူတို့ပလက်ထားလိုက်စီးရင်ထဲမှာမထားနဲ့လက်လူရှုပြီးတော့ကျွန်တော်တို့ပန်းနိုင်တစ်ခုတည်းကိုပဲဥတီပြီးသွားကြမယ်ဟုတ်ကဲ့ဗျာဒီသတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့လေးစားချစ်ခင်ရတယ်ဆရာကြီးဦးလိုင်ဝင်းပြောထားတယ်ဒီပွဲကကျွန်တော်တို့ရှုံးလို့မရဘူးဒီပွဲကျွန်တော်တို့ရှုံးရင်သေချာပေါက်ကျွန်တော်တို့နိုင်ငံကတရုတ်ပြည်သူ တမရမြန်မာနိုင်ငံတော့မုတ်ချဖြစ်သွားမယ်အဲ့တော့သုံးသက်ချစ်လေးကိုတစ်ချက်ဒီတပွဲလာကျွန်တော်တို့ရှုံးရင်တရုတ်နိုင်ငံကထောက်ကူပြုပေးထားတယ်တရုတ်လက်အောက်ခံမြန်မာနိုင်ငံနေစီပါတီကဲ့သို့ပြည်တွင်းနိုင်ငံရေးပါတီပေါ်လာလိမ့်မယ်ဒီတရုတ်လက်အောက်ခံပါတီလို့ဘုလို့လေပြည်တွင်းနိုင်ငံသမားတွေချောင်းနေတဲ့လူတွေအများကြီးရှိတယ်တရုတ်ဩဇာနဲ့ သူကကြက်ကန်ထုတ်ပြရေးပါတီကိုရှင်ပြိုင်ပြီးမြန်မာနိုင်ငံကြီးမှာကြက်ကန်ထုတ်ပြနေတဲ့သူတို့နဲ့တယောက်ကလေးအုပ်ချုပ်မှာအဲ့ဒီဒီကိုအသေးသားလိုက်ပါအပိပြက်စီပါလိုက်တော့ခေါင်းနဲ့ရည်ရွယ်ချက်တွေနော်အဲ့ဒီကအသိဉာဏ်လို့တို့မဟုတ်ရင်အဲ့ဒီကိုနှင်းစီပါတီနဲ့စားထုတ်မှာအဲ့တော့နှင်းစီပါတီကဲ့သို့တရုတ်လောက်အောက်ကနိုင်ငံရေးပါတီတို့ဖန်ကိုဖန်ပြီးမှာဟုတ်တယ်ဆိုင်အဲ့တော့ အခုမင်းအောင်လိုင်းတို့ဘုံကျဲနေတွေကာလပတ်လို့အဲ့ဒီစစ်စစ်သားတွေကိုပါပြောကြင်တာစစ်ပုံချုပ်တွေကိုပါကျွန်တော်ကပြောကြင်တာခမရတို့ရဲ့မျိုးရိုးတွေခမရတို့ရဲ့မြေးတွေမြစ်တွေအားလုံးလုံးကျော်ဖြစ်မှာသေချာတာပေါ့ဆရာကြီးခမရတို့ရဲ့မြီးပြစ်တွေအားလုံးမြန်မာနိုင်ငံမှာသံတောင်းစားနိုင်ငံဖြစ်မှာဟုတ်ကြခမရတို့ရဲ့မြီးမြစ်တွေအားလုံးအာဖရိကနိုင်ငံကဲ့သို့မျက်ပြတ်တဲ့နိုင်ငံဖြစ်သွားမှာဟွန်းခမရတို့ဘူချုပ်ဖြစ်ပြီမြေခမရတို့မြီးမြစ်တွေလက်ထက်မှာဘူချုပ်ဖြစ်ခြင်းမှာဖြစ်မှာလေတရုတ်ကဘာလို့မထင်လဲ ဘူချုပ်တီပြီးအုပ်ချုပ်ပါမဟုတ်ဘူး။သူဖန်တီးထားတဲ့နှင်းစီပါတီလိုနိုင်ငံရေးပါတီနဲ့ထိမ့်ပါတယ်ဟုတ်လား။တရုတ်ရဲ့မဟာစီမံကိန်းကြီးမြန်မာနိုင်ငံကိုနိုင်ငံရေးလမ်းကြောင်းပေါ်ပြန်ပို့မယ်။ကဘာနဲ့အစီအပြောင်လုပ်မယ်။ဒါပေမဲ့အဲ့ဒီပါပြန်ပို့မယ်နိုင်ငံရေးပါတီကြီးတရုတ်ဩဇာခံကွန်မြူနတီပါတီဩဇာခံအယောင်ပြပူတင်လုပ်တယ်လို့အယောင်ပြနိုင်ငံရေးစနစ်တကူကိုတည်ဆောက်ပါကြောက်ဖို့ကောင်းနေတာအမေရိကန်အနောက်နိုင်ငံကိုလူသားသောဒီမိုကရေစီကိုလူလားသောပါတီတွေအကုန်လုံးကိုနှီးမှုစုံနဲ့ရှင်းပါဟုတ်တယ်အဲ့တော့ ခင်ဗျားတို့ဒီစစ်ပူကြုံကြီးတွေပြောနေတာခင်ဗျားတို့နောက်နှစ်တရာကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်ဟာလူကြီးမင်းတို့နောက်နှစ်တရာနောက်နှစ်တရာမှာဒီစစ်အာဏာရှင်မပြုတ်ရင်လူကြီးမင်းတို့ရဲ့သားသမီးမျိုးမြစ်တွေဘုံချုပ်ဖြစ်လို့မရတော့ဘူးအကုန်လုံးနိုင်ငံရေးသမားတွေအကုန်အုပ်စုမှာဘယ်သူအဲ့ဒီနိုင်ငံရေးသမားတွေအားလုံးဒီတရုတ် background ဖြစ်တာတဲ့နိုင်ငံရေးသမားတွေတရုတ်နိုင်ငံကြီးမြန်မာနိုင်ငံကိုတဖြည်းဖြည်းဝင်လာပြီးဝင်လာပြီးဝင်လာလေကျွန်တော်တို့တို့ကိုကန့်လန့်အကန့်တယ်အဲ့တော့သူ့ရဲ့အကျိုးစီးပွားရှိလို့အကျိုးစီးပွားရှိလို့ဆိုပြီးတော့အကြောင်းပြချက်တွေနဲ့တရုတ်စစ်တပ်ကအခုလဲထိန်းလို့တိန်းလို့မနိုင်တော့ပါဘူးဗျာရေးတွေရောက်လာလိမ့်မယ် တရုတ်ရဲ့လုပ်ငန်းရှင်တွေရောက်လာလိမ့်မယ်တရုတ်အလုပ်သမားတွေရောက်လာလိမ့်မယ်ပြီးတော့အဲ့ဒီတရုတ်တရုတ်ကို ထောက်ခံသောပြည်တွင်ပြည်မှဗမာနိုင်ငံရေးပါတီတွေပေါ်လာလိမ့်မယ်ဟွန်းအဲ့ဒီအဲ့ဒါမျိုးတရုတ်ဩဇာကံတဲ့နိုင်ငံရေးပါတီလုပ်ချင်တဲ့ပြည်မှနိုင်ငံရေးသမားတွေလည်းချောင်းနေတဲ့လူအများကြီးဘာလို့လဲတော့သူတို့ကတဲ့ဒီကောင်းဆောင်ဖြစ်မှာဘူးပြောချင်တာကတရုတ်ပြည်မြန်မာနိုင်ငံကိုအတူယောင်ဒီမိုကရေစီနဲ့တရုတ်ဩဇာကိုလိုနီနိုင်ငံဖြစ်အောင်ရွေကျက်ကြီးကြီးနဲ့လုပ်နေပြီအဲ့တော့ ခြေကအလုံးအပတန်ရှင်းနေတဲ့ကိစ္စကြီးအဲ့တော့ဒီစစ်အာဏာရှင်ကိုကျွန်တော်တို့အပြတ်မတိုက်ထုတ်နိုင်ဘဲနဲ့တရုတ်ကိုကျွန်တော်တို့ခွာခွာမဆက်ဆံနိုင်ဘူးဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကြီးမျိုးတုံးပြီလူမျိုးတုံးဖြစ်ပြီနောက်အနှစ်တရာကိုမြင်ကြည့်လိုက်နောက်အနှစ်နေရာကိုမြင်ကြည့်အဲ့ဒီအချိန်မှာအဲ့ဒီလူမျိုးတွေဘာပြောမှန်းသိလားငါတို့မြန်မာနိုင်ငံကိုလုံခဲ့တဲ့အဲ့ဒီနေရာတွေရောက်နေတာဒါကဘာမှငင်းလို့မရတော့အခုမှတ်ဖို့နေမရှိတဲ့လူတွေပေါ့အခုတရုတ်နိုင်ငံကနေမှတ်ဖို့နေမရှိပဲနေနေတယ်တချို့တွေပြောတယ်တရုတ်စကားပြောတယ် နောက်နှစ်နေရာကျရင်သူတို့ပြောတော့မယ်ငါတို့ဖိုးဘွားကလုံခဲ့တဲ့အဲ့ဒီနေရာတွေကမြန်မာနိုင်ငံမှာရှိနေတာငါတို့ဒီမြန်မာနိုင်ငံတိုင်းရင်းသားပြေးပြီးခဲ့ကဲဘာနဲ့ရှင်လဲဘာနဲ့ရှင်လဲပြောဘာနဲ့ရှင်လဲဘာမှလုပ်လို့မရတော့ဘူးလူချင်းမင်းတို့ကျွန်တော်ခင်ဗျားတို့ရွှေဝဲချက်တစ်ခုပြောလိုက်မယ်သိလားအဲ့လိုပြောရင်ကျွန်တော်ဥပဲရခိုင်ဥစုတွေစိတ်ဆိုးလိမ့်မယ် အဲ့ဒီရခိုင်ရအုပ်စုတွေဘာသာရေးနဲ့မျှတာလဲခင်ဗျာတိုင်းပြည်ကိုသူလာပို့မကဘူးသူဘာသာရေးနဲ့မှမျောနေပါဟွန်းတရုတ်ကိုဘာသာရေးနဲ့မျှမရဘူးနော်တရုတ်တိကွန်မြူနီဘာသာမရှိဘူးတနိုင်ငံလုံးအုပ်လိုက်ဘာအောင်ပြီလဲသူတို့ပြောပြောနေတယ်ဘန်ဂါလီဆိုတဲ့အုပ်စုတွေပေါ့ဗျာရိုဂျာအုပ်စုဘာသာရေးနဲ့မျှတာလဲခင်ဗျာသူတို့ကိုဟိုပါလက်ဆိုင်မှာလုပ်တလူမျိုးခင်ဗျာဘာသာရေးနဲ့ပါကစ္စတန်နဲ့ဟိုဘာသာရေးနဲ့သူတို့ဟိုဟိုပိုက်တိုက်တာလဲအဲ့တော့သူတို့ကိုဘယ်သူကနိုင်မယ်သိလား ဘာသာရေးပလီစီယာတွေကသူတို့နှိမ်ထားလိုက်တယ်သူတို့ရေးပလီစီယာတွေနဲ့ဘာသာရေးဆရာတွေသူတို့အဲသူတို့ရန်ပြည်ပြီးလုံးနေချလိုက်လိုက်နေတယ်မြန်မာနိုင်ငံကိုသူတို့ဝါမျိုးဘူးတယ်သူတို့အာယုံမရှိဘူးဟုတ်ကဲ့ဒီဘက်မှာကြည့်လိုက်တရုတ်ကဘာသာရေးနဲ့ဘာမျှလို့မရဘူးอืมဘာနဲ့မှမျှလို့မရဘူးခေါ်တယ်ကိုကနေလေကိုကလက်နဲ့ကင်နေဝါလက်နဲ့ကင်နေဘာသာရေးနဲ့မျှလို့မရဘူးသူတို့ဘာသာမဲ့တယ်သူတို့ဒီစီးပွားရေးပဲသူတို့ခြေချဖို့ပဲသူတို့မြန်မာနိုင်ငံမှာကြီးစိုးဖို့ပဲနောက်နှစ်တရာနောက်နှစ်နေရာမှာဒီလူတွေအားလုံးဒီတရုတ်ရဲ့ထောက်ခံမှုနဲ့ ပြည်ရဲ့ proxy တွေအနေနဲ့နိုင်ငံရေးပါတီတွေအနေနဲ့မြန်မာနိုင်ငံလုံးကိုဝါမျိုးသွားတော့မှာရစီတဲ့မြင်အောင်ကြည့်အဲ့ဒီစစ်ပုတ်ချုပ်ကြီးညံမရှိကြဘူးမင်းအောင်လိုက်အသုံးမကျရင်လည်းအောက်မှာရှိတဲ့ဘူချုပ်တွေပြနေနေမှညံမရှိဘူးအေးဗမာဆိုတဲ့ပုံကျုပ်တွေပေါ့ပြည်မကပုံကျုပ်တွေနောက်နှစ်နေရာကိုတို့လုံးလုံးဝမျောမမျောသွားဘူးတို့ကိုယ်တိုင်တရုတ်စကားသင်ရလိမ့်မယ်တရုတ်ကိုယ်တိုင်တရုတ်နိုင်ငံရဲ့ဩဇာတွေဖြစ်ပြီးတော့တရုတ်ပါတီအောက်မှာ ဘလောက်ထိတော့စိုးရင်ရလဲဆိုတော့ချွေးတက်စကန်းနေဘယ်လိုပြောမလဲ brain wash လုပ်တဲ့အဲဘယ်လိုပြောမလဲသူတို့ဘယ်လိုပြောမလဲဟိုတော့အဲ့ဒါဘာခေါ်လဲမသိဘူးထိမ့်သိမ့်စကန်းနေကိုပို့ပလိုက်မှာ brain wash လုပ်တယ်အကုန်ရှင်းမှာအခုသူတို့ we got you ရုပ်တွေလုပ်နေတာလीဟွန်းဟွန်းဟာအောင်မင်းအခုပါကစ္စတန်နဲ့အိန္ဒိယကိုကြည့်လိုက် ဒီလူတွေဘာသာရေးထဲမှာညောနေပြီးဘာသာရေးနဲ့ရံဖြစ်နေတာ။အင်းအဲ့ဒီပြည်ဆရာတွေသူတို့ရဲ့ဘာသာရေးဆရာတွေကနေပြီးတော့သူတို့အဲ့စကားတွေနဲ့ငင်းကြကုန်ကြလွန်ခဲ့တဲ့နှစ်ပေါင်း2000ကိစ္စတွေနဲ့ဟိုလူကပြောတယ်အဲ့ဒါနဲ့ပဲသူတို့အင်းချက်မှတမ်းမရလည်နေကြတာ။အင်းဟုတ်တယ်။နိုင်ငံကိုတရားမှမချိန်ချောက်ဘူး။ပတ်စံပဲရှာမှာ။စံပြုတ်တော့ပြီးတနိုင်ငံကိုသိမ်းသွားမှာ။ဟာ။သူတို့ဘာသာရေးပြောတယ်အဲ့ဒါနဲ့ပဲသူတို့အင်းချက်မှတမ်းမရလည်နေကြတာ။ ဆရာကြီးဦးလိုင်ဝင်သုံးသက်သွားတာအရန်ကောင်းတယ်အရန်လည်းလေးစားပါတယ်ဆရာကြီးကျေးဇူးလည်းတင်ပါတယ်ဗျကျွန်တော်တို့ရဲ့ရွှေလူမျိုးတွေကျွန်တော်တို့ရဲ့ရွှေတွေမညံ့ကြပါတော့နဲ့မအားကြပါတော့နဲ့ဒီဆက်အာနာရှင်စနက်မပြုတ်ရင်ကျွန်တော်တို့ဘဝကျွန်တော်တို့မြင်းမြင့်တွေတေချာတာတစ်ခုကတရုတ်စာတင်ထားရတော့မယ်နော်ခင်ဗျားတို့စစ်ဘိုလ်ကျုပ်တီလဲဗျချစ်ချင်းအာနာသိမ့်ပြီးတော့ကျွန်တော်ပြည်သူနဲ့အမှန်တရားဘက်ကိုခိုးလုံလိုက်ပါလားဗျ ခမားတို့တွေစားရတော့ရရင်ဒီတဘွားပဲနော် ခမားတို့ဘိုးစင်ပေါင်ဆက်ခံစားသွားမှာတွေးကြည့်မျက်လုံးလေးမှိတ်ပြီးတော့နည်းနည်းလေးပဲထမင်းစားတဲ့အုံနောက်လေးနဲ့တွေးကြည့်ဗျာကျွန်တော်တို့အရှိကိုကျွန်တော်တို့နိုင်ငံလေးဟာဗျာပြောရင်လည်းမကောင်းတော့ဘူး